ံချိန်မီအတ္တတာစံချိန်မီခရိယအတ္တတာစာမျက်နှာ285နဲ့289အဲကျွန်မရတဲ့ဝေစုလေးပေါ့နော်အဲ့ဒီထဲကနေသခင်ဖရာကျွေးမှုတဲ့အရာလေးကို အနေငယ်ဥဆုံးစစ်စစ်မှဖြစ်ပါတယ်ကျမတို့အားလုံးစီမှာတဲ့ပင်ကိုဗီဇာစိတ်ဖြစ်တဲ့အတိစိတ်ခံစားစိတ်စန္ဒစိတ်ရဲ့တကုံးနဲ့စွမ်းရည်တွေကျမတို့စီမှာ အဲ့ဒီအရာတွေရှိတာဖြစ်တယ်။ဒါကြောင့်မလို့ဖះဖះသခင်ကိုအသက်အဖြစ်လက်ခံရရှိတဲ့သူသခင်ဖះရဲ့အသက်နဲ့အသက်ရှင်သူဖះသခင်ရဲ့တွင်တင်မှုကိုခံရတဲ့သူတွေကတော့ကိုယ်မှာရှိတဲ့အရေးအသွေးကိုယ်မှာရှိတဲ့ပင်ကိုစွမ်းရည်တွေနဲ့အသက်မရှင်ကြဘူး။ပင်ကိုစွမ်းရည်ရဲ့တိုးမိုးမှုကိုလည်းလက်မခံကြဘူး။ မိမိရဲ့ပင်ကိုစမ်းရည်နဲ့အသက်ရှင်ခြင်းကိုလည်းညှင်းဆန်ကြတာဖြစ်တယ်။ဒါပေမဲ့သခင်ဖျားကိုအသက်အဖြစ်လက်ခံထားတဲ့သူတွေကတော့အာလက်မခံထားတဲ့သူတွေကြတော့လေသခင်ဖျားရဲ့အသက်နဲ့အသက်မရှင်တဲ့သူတွေသခင်ဖျားရဲ့တုန်တင်မှုကိုမခံတဲ့သူတွေကတော့ဗောနော်ကိုယ့်ရဲ့ပင်ကိုစွားရဲ့အပေါ်မှာအားကိုးပြီးတော့မှအသက်ရှင်ကြတာဖြစ်တယ်။ ဒီနေရာမှာဥပမာတစ်ခုပေးထားတာဖြစ်တယ်လူတယောက်ဟာပင်ကိုဇရိုက်ကောင်းတယ်ဉာဏ်ပညာထက်မြက်တယ်စီမံခန့်ခွဲတတ်တယ်မှန်ကန်စွာဆုံးဖြတ်ချက်ကိုလည်းခြားတတ်တယ်ဒီအဲ့ဒီလူဟာတဲ့ခရိယံဖြစ်လို့ရှိရင်ပေါ့နော်အသင်းတော်အတွက်အယမ်းမဲ့တန်ဖိုးရှိမှာပဲလို့ အတုံးဝင်မှာပဲဆိုပြီးတော့ကျမတို့ကထင်ကြတာဖြစ်တယ်။ဒါပေမဲ့ဒီအရာကိုကျမတို့ပြန်ပြီးတော့မှစဉ်းစားတဲ့အခါမှာဆိုလို့ရှိရင်သူ့ရဲ့ထက်မြက်မှုတွေ၊သူ့ရဲ့စီမံခန့်ခွဲမှုတွေ၊သူ့ရဲ့ဆုံးဖြတ်ချက်မှုတွေဟာဆိုလို့ရှိရင်ဘယ်နေရာကလာတယ်လဲဆိုတာကျမတို့ကစဉ်းစားရမှာဖြစ်တယ်။ဒီလူဟာမပြောင်းမပြောင်းလဲသေးတဲ့အတွက်ကြောင့်မလို့သူ့ရဲ့စွမ်းရည်တွေဟာဆိုလို့ရှိရင် စ်တော်ထံကလာတာမဟုတ်ဘူးဆိုတာကိုကျမတို့နားလည်ရတယ်။ဒါကြောင့်မလို့ကျမတို့ဟာဘုရားရဲ့အမှုတော်ထဲမှာမိမိရဲ့ပင်ကိုစွန့်ရင်နဲ့အသုံးပြုခြင်းဟာအလွန်ပဲမှားယွင်းနေတဲ့အရာဖြစ်တယ်ဆိုတဲ့အရာကိုဝေ့လျော်ရတယ်။ကျမတို့ကအရင်တုန်းကဆိုရင်ကျမတို့ကလုတ်တတ်တယ်လေ။အနေကအတန်ကောင်းတယ်ဖရာအတွက်စက်ကပ်ပါနင်ကဂီတာတီးကျွမ်းတယ်ဖရာအတွက်စက်ကပ်ပါနင်ကဘာဘာတော်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒီ စိုင်းစွားရည်တွေနဲ့သခင်ဘုရားကိုစက္ကတာဖြစ်တဲ့ဒီအရာတွေကအလွန်ပဲမှားယွင်းနေတာဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့ဟာဘာပဲလုပ်နေအဲဘာကျမတို့ကဘာလုပ်နေကြလဲဆိုတဲ့အရာကအရေးမကြီးဘူးပေါ့နော်။ကျမတို့လုပ်လိုက်တဲ့အရာကဘယ်မူလအရင်အမြစ်ကအစွမ်းနဲ့လုံနေတယ်လေဆိုတာပဲအရေးကြီးတာဖြစ်တယ်။ဒါပေမဲ့ကျမတို့ကဘယ်အရင်အမြစ်ကလာတဲ့အစွမ်းဆိုတာလဲ ဆိုတာကိုကျမတို့ကဂယုမဆိုင်ပဲနဲ့ဘယ်ကလာလာရရှိတဲ့အကျိုးအမြတ်ကိုပဲကျမတို့ကအထူးဦးစားပေးကြတာဖြစ်တယ်။ဖခင်ကတော့ကျမတို့လိုမဟုတ်ဘူး။သူကရက်လက်ထက်ဘယ်အရင်အမြတ်ကလာတယ်လဲဆိုတဲ့အရာကိုပဲသူကအဓိကထားတာဖြစ်တယ်။ဒါကြောင့်မို့လို့ကျမတို့အသက်ရှင်ခြင်းမှာလှုပ်လိုက်တဲ့အရာ ပြောလိုက်တဲ့စကားအမှုတော်ဆောင်တာပဲဖြစ်ဖြစ်နှုတ်ကပတ်တော်ကဘယ်ဖတ်ဖတ်ဝိညာဉ်ရေးရာစာအုပ်တွေပဲဖတ်ဖတ် လောက်သမျအရာအားလုံးဟာဘယ်အရင်အမြစ်ကလောက်တာလဲဆိုတာကိုကျမတို့မိမိကိုကိုမိမိတို့အသက်ဆင်ခြင်ပြီးတော့မှအသက်ရှင်ဖို့လိုအပ်တာဖြစ်တယ်နောက်တစ်ခုမှနောက်တစ်ခုပါဆိုရင်ဒီမှာဥပမာနဲ့ပြောထားတယ်ဥဏီကတဲ့အကြောင်းအရာတစ်ခုကိုသူများတဲ့တွက်လက်ပြီးတော့မှ ပြောဆိုနိုင်တယ်တဲ့အဲ့ဒီမှာဥညိုကြတော့ပေါ့အခုနတွက်လက်တာကဥဏီအခုဥညိုကြတော့စကားပြောညံ့ဖျင်းတာဖြစ်တယ်တဲ့သူတို့နှစ်ယောက်ကိုညီလာခံတစ်ခုမှာ ဝေငှဖို့အတွက်ခေါ်တဲ့အခါမှာနှစ်ဦးစလုံးကလက်ခံကြတာဖြစ်တယ်ဒီလိုဝေငှဖို့အတွက်ဘယ်သူကပို့ပြီးတော့မှဆွတ်တောင်းပါလဲစကားပြောညက်ဖြစ်တဲ့ဥညိုကပို့ပြီးဆွတ်တောင်းมาဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဥညိုကပို့ပြီးတော့มาအဲအဲစကားပြောညက်ဖြစ်တဲ့အတွက်ကြောင့်မလို့သူက အာကိုးစရာဆိုလို့ရှိရင်သူ့ကိုယ်သူအာကိုးစရာသူ့ရဲ့အိပင်ကိုရေချင်းမရှိတဲ့အတွက်ကြောင့်လို့အဲဘုရားသခင်ကိုပဲသူကပို့ပြီးတော့မှဆူတောင်းရတာဖြစ်တယ်။ကိုရောသားစကားပြောနိုင်စွာမပေးရင်ကျွန်တော်ပြောနိုင်မှာမဟုတ်ဘူးဆိုပြီးတော့မှဥညိုကအဲ့လိုသခင်ဘုရားကိုဆူတောင်းမှာဖြစ်တယ်။ဒါပေမဲ့အဲ့လိုပဲပေါ့နော်။음စကားပြောကျွမ်းကျင်တဲ့ဥနီကလည်းတေချာပေါက်ပဲဆူတောင်းมาဖြစ်တယ်ဒါပေမဲ့ဥနီကသူ့အတွက် အားကိုးစရာပင်ကိုစွမ်းရည်ရှိနေတဲ့အတွက်ကြောင့်မလို့ဥညိုလောက်ဆူတောင်းမှာမဟုတ်ဘူးတဲ့ဒါကြောင့်မလို့ဇာတိအစွမ်းနဲ့ဝိညာဉ်အစွမ်းကဘလောက်ကွာခြားတယ်လဲဆိုတာကျွန်တော်တို့တွေ့မြင်ရတာဖြစ်တယ်ဖရာသခင်ကိုအားကိုးဆူတောင်းစရာမလိုဘဲနဲ့လုံတမယအရာအားလုံးဟာဇာတိပကဇာတိကလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖရာသခင်ရဲ့တန်ရှင်းခြင်းနဲ့စစ်ကြောဖရာသခင်ရဲ့စစ်တန်ရှင်းခြင်းမီးနဲ့ စစ်ကြောလိုက်တဲ့အခါမှာဆိုလို့ရှိရင်အားလုံးကပြပဲဖြစ်သွားမှာဖြစ်တယ်။ဒါကြောင့်မလို့ပင်ကိုအစွမ်းရှိတဲ့သူပဲဖြစ်ဖြစ်ပင်ကိုအစွမ်းမရှိတဲ့သူပဲဖြစ်ဖြစ်သခင်ဖရာကိုကျေးဇူးတင်ချီးမွမ်းနေရမှာပဲဖြစ်ဖြစ်တယ်ဆိုတဲ့အရာကိုကြိုးမွချင်းခံရတယ်။နောက်တော့ကျမတို့ရဲ့အတ္တအသွေးအသားဇာတိဒီအရာတွေအားလုံးကိုယေရှုအသေးခံခြင်းအားဖြင့်သူကဖြည့်ရှင်းခဲ့ပြီးဖြစ်တယ်။ဒီအရာတွေကိုကျမတို့ကယုံကြည်ဖို့ပဲဖြစ်တယ်။ ယေရှုကအသေးခံတယ်၊တကြိုချင်းခံတယ်၊ရှင်ပြန်ထမြောက်တယ်။အဲ့ဒီရှင်ပြန်ထမြောက်တဲ့ယေရှုကိုအာကိုဖို့ရပဲဖြစ်တယ်။ဒါကြောင့်မလို့ယေရှုကားတိုင်းမှာအသေးခံပေးခြင်းကိုယုံရှင်ပြန်ထမြောက်လာတဲ့ယေရှုကိုအာကိုမိခိုးဖို့ရမယ်ဖြစ်တယ်။နောက်တော့ကျမတို့ဟာကျမတို့မှာရှိရဲ့ပင်ကိုအစွမ်းနော်စွမ်းရည်အစွမ်းတတိတွေဇာတိတွေအတ္တတွေအသွေးအသားတွေဒီအရာအလုံးကိုအားတိုင်းမှာ မပယ်ရှင်းထားဘူးဆိုလို့ရှိရင်ကျမတို့အထဲကနေဖရားရဲ့တကူဖရားရဲ့ဂုံဟာထင်ရှားခြင်းမရှိဘဲနဲ့ဒါစီပိတ်ဆို့ခံခြင်းကိုခံရမှာ ဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့ဟာဒီပင်ကိုစွမ်းရည်တွေအစွမ်းတတ္တိဒီအရာတွေအားလုံးကိုပေါ့နော်ကားတိုင်းမှာပယ်ရှင်းထားမှပဲကျမတို့အထဲကနေဖရားရဲ့ဘုံဖရားရဲ့ဂုံကြီးဟာထင်ရှားခြင်းရှိလာမှာဖြစ်တယ်ဆိုတဲ့အရာကိုကြွေးမွေးခြင်းခံရတယ်။နောက်တော့ဒီမှာစာရေးသူက သူရဲ့အဖြစ်အပျက်ကိုပြောထားတယ်။သူကယုံကြည်သူ ဖြစ်ပြီးတဲ့နောက်မှာတဲ့။သူကကျေလက်ကျေးွာမှာသွားပြီးတော့မှတရားဟောတယ်တဲ့။သူကပညာတတ်လည်းဖြစ်တယ်။စံစာတွေကိုလည်းသူကအလွတ်ရတာဖြစ်တယ်။ဒါကြောင့်မလို့ သူကပညာအားနည်းတဲ့ယွာသူယွာသားယွာသားတွေကိုအလွယ်တကူဟောပြောနိုင်လိမ့်မယ်လို့သူကတင်ခဲ့တာဖြစ်တဲ့ယွာသူယွာသားတွေကလည်းအမှန်တကယ်ပဲပညာအားနည်းတာဖြစ်တဲ့ကျမ်းစာကိုဖတ်တဲ့အခါမှာလည်းထင်ထင်ငုံငုံနဲ့ဖတ်ကြတယ်ကျမ်းစာကိုကောင်းကောင်းမဖတ်တတ်ကြဘူးဒါပေမဲ့လည်းယွာသူယွာသားတွေကဆိုလို့ရှိရင် ဖျားသခင်ရဲ့နဲ့ယင်းနေနေတာကိုတဲ့တွေ့ရတာဖြစ်တယ်သူတို့ကကျမ်းစာရဲ့အရှင်ကိုလည်းသိနေကြတာဖြစ်တယ်ဒါပေမဲ့တဲ့အဲ့ဒီတရားဟောဆရာဖြစ်တဲ့သူကတော့လေကျွန်ုပ်ကတော့တဲ့ကျမ်းစာကိုကောင်းစွာသိတယ်တဲ့ရွာသူရွာသားတွေကတော့ဝိညာဉ်၌အားကြီးတယ်တဲ့ကျွန်ုပ်ကတော့ဇာတိစွမ်းအားကြီးပြီးတော့မှလိုက်ပြီးဟောပြောတွင်နေတာဖြစ်တယ် ဒီလိုပဲပေါ့နော်ကျွန်ုပ်ကဲ့သို့တဲ့မြောက်များစွာသောတရားဟောဆရာတွေကဇာတိအစွမ်းအားနဲ့တုံတင်နေကြတဲ့သူတွေရှိတယ်တဲ့ဒီလိုပဲတရားဟောစာဒီလိုပဲပေါ့နော်တရားဟောဆရာတွေပဲမဟုတ်ဘူးပေါ့ကျမတို့ယုံကြည်သူတွေအင်္ဂါဝင်တွေကျမမဆာရွေးအရောက်တိုင်းမိမိကိုကိုစမ်းစစ်ဖို့လိုအပ်တာဖြစ်တယ်ကိုကိုကိုစမ်းစစ်တဲ့အခါမှာ ငါကသူ့လောက်မစိုးပါဘူးဆိုပြီးတော့မှပေါ့နော်စာတန်းဆိုင်ရာအတွေးတွေကိုလည်းမယူဆောင်ပဲနဲ့ကိုကိုကိုစင်ကျင်ကြည့်ကြရအောင်ကျမတို့ကအင်္ဂါဝင်တွေကျမတို့အသင်းတော်အတက်တာထဲမှာတဦးနဲ့တဦးပေါင်းသင်းချင်းတဦးနဲ့တဦးချစ်ခင်ချင်းတွေဟာဇာတိ စွမ်းအားနဲ့ပေါင်းသင်းနေကြသလားဇာတိချစ်ခင်ခြင်းတွေနဲ့ချစ်ခင်နေကြသလားနောက်ဆုံးနာမတော်ခေါ်နေရင်တော့မအိုးသခင်ယေရှုလို့ခေါ်လိုက်လို့ရှိရင်ကျမတို့ကဇာတိသဘောနဲ့ခေါ်နေတာလားဝိညာဉ်သဘောနဲ့ခေါ်နေတာလားဆိုတာကို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 အမြဲတမ်းအသေးစိတ်ကိုကိုကိုပြန်ပြီးသုံးသပ်ဖို့အတွက်လိုအပ်တာဖြစ်တယ်ဒါကြောင့်မလို့ဒီမှာရေးထားတာ ဒီမှာပါရေးထားလဲဆိုတော့အရာများစွာကိုကျွန်ုပ်တို့မလုံနိုင်ဘူးမဆူလို့ဘူးတဲ့လုံနိုင်ပါပြီတဲ့တရားဟောစည်းဝေးတွေကိုလည်းကျင်းပနိုင်သည်အတင်းတော်များကိုလည်းတီထောင်နိုင်သည်မြေကြီးစွန့်တိုင်အောင်တွားရောက်သာသနာပြုနိုင်သည်ပေးလူနိုင်သည်ဒါပေမဲ့ကျွန်ုပ်တို့လုပ်ငန်းများအောင်မြင်အသီးသီးဟန်ရှိနေပေမဲ့ခမီးတော်ဖျားမဆိုင်တော့အပင်ရှိသမျှကိုနှုတ်ခံရမှာ ဖြစ်တယ်ကျမတို့အင်္ဂါဝင်တွေတရားဟောစီဝေးပွဲကြီးမှာနော်အဲတရားဟောစီဝေးပွဲကြီးတွေကျင်းပတာတွေမြေကြီးစွန့်တိုင်အောင်တွေသာသနာပြုဖို့တွေကိုနော်အဲ့ဒါကိုမစင်စားနဲ့ဘူးပေါ့နော်ကျမတို့ကအခုရှိနေတဲ့ရှိနေတဲ့အသင်းတော်အသက်တာထဲမှာပေါ့နော်ကျမတို့လောက်သမ ्या ၊ဂိုင်းသမ ्या ၊ပျောသမ ्या ၊ဆိုသမ ्या အရာအလုံးဟာဖျားသခင်စိုက်ပျိုးထားတဲ့အပင်လား နော်ဖျားသခင်စိုက်ထိုးအဲစိုက်ပြိုးထားတဲ့အပင်မဟုတ်ဘူးဆိုရင်တော့အဲ့ဒီအပင် အားလုံးဟာဆိုလို့ရှင်နှုတ်ပစ်ခြင်းကိုခံရမှာဖြစ်တယ်ဆိုတာလဲကြွေမှုခြင်းခံရတယ်စကြဝဠာကြီးကို နီးလံနီးမှန်လမ်းမှန်အစပြု ဖန်ဆင်းသူဟာဘုရားသခင်ပဲဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့ဇာတိအစွမ်းနဲ့ကြိုးစားနေတာတွေဝိညာဉ်တော်ရဲ့လွမ်းမှုမှုမရှိတဲ့အရာတွေကတော့ကျမတို့ကဇာတိအတီးပဲတီးပြီးတော့မှအဲ့ဒီဇာတိအတီးကိုပဲကျမတို့ကရိတ်တရမှာဖြစ်တယ်။နောက်တစ်ခုကသခင်ဘုရားဤအလင်းနဲ့အတိပညာဆိုတဲ့ဟုတ်ကပေါ့နော် ဖရာသခင်ကိုကျမတို့ကစိတ်ကအကျွင်းမဲ့အစင်မခံမချင်းကျမတို့ပါတဲ့သခင်ဖရာစီကအလင်းကိုရလို့တဲ့စံတမရှိဘူးဖြစ်တယ် ဒါကြောင့်မလို့ကျမတို့ကသခင်ဖျားစီကအလင်းကိုရဖို့အတွက်ဆိုရင် ကျမတို့စိတ်ကအကျွင်းမဲ့သခင်ဖျားကို အစေခံဖို့ရပဲဖြစ်တယ်။သခင်ဖျားစီကအလင်းကိုရတဲ့သူတွေကပဲသခင်ဖျားနဲ့အတူရှောက်လိုင်းတာရှောက်လန်းနိုင်တာဖြစ်တယ်။သခင်ဖျားကို ကျမတို့စိတ်ကအကျွင်းမဲ့အစေခံလို့ရှိရင် သခင်ဖျားရဲ့စိတ်တော်ကိုသိစေတဲ့အလင်းကိုပေါ်ပြခြင်းကိုခံရတာဖြစ်တယ်။ တခင်ဖျားကိုတည်တဲ့အလင်းဟာဝိညာဉ်ပဂတိနဲ့အဲဝိညာဉ်ပဂတိအရာနဲ့ဇာတိပဂတိအရာကိုကွဲခြားသိစေတာဖြစ်တယ်။ဘယ်အရာကတခင်ဖျားရဲ့ကဖြစ်လာတာလဲ။ဘယ်အရာကလူအထဲကနေဖြစ်လာတာလဲ။ဒီအရာတွေကိုလည်းကွဲကွဲပြားပြားသိနိုင်တာဖြစ်တယ်။ကောင်းကင်ကလာတဲ့အရာလား၊မြေကြီးကလာတဲ့အရာလား၊ဝိညာဉ်တော်ရဲ့ဥဆောင်လမ်းပြနေတာလား။မဟုတ်ရင်လည်းမိမိရဲ့ခံစားလုံဆော်မှုလား။ မိမိရဲ့အသိဉာဏ်မိမိရဲ့စိတ်ကူးစိတ်တန်းကလာဆိုတဲ့အရာကိုပေါ့နော်ကျမတို့ကခွဲခွဲခြားခြားကိုဒီအလင်းကပဲသခင်ဖျားရဲ့အလင်းကပဲကျမတို့ခွဲခြားပြီးတော့မှနားလည်စင်နိုင်တာဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့ဟာသခင်ဖျားအနောက်ကိုလိုက်ဖို့ဆိုရင်ခရိယအတ္တတာရဲ့အလိုအဆုံးဟာအလင်းပဲဖြစ်တယ်။ဇာလံ36အငယ်6မှာဆိုရင်အလင်းတော်ဒဲနိုင်ကျွန်ုပ်တို့ဒီအလင်းကိုရကြပါ၏တဲ့ ဒီចန်းစာအရဆိုရင်အလင်းဟာနှမျိုးရှိတယ်ဆိုတာကို နားလည်ရတယ်ဒီအလင်းနှမျိုးဟာဆိုရင်အလိုမဲကွာခြားတာဖြစ်တယ်ဒီအလင်းနှမျိုးထဲကပထမ အလင်းဟာဆိုလို့ရှိရင်ဓမ္မတိတ်တန်ကြပြီးအများနဲ့သက်ဆိုင်တဲ့အလင်းဖြစ်တယ်။ဖျားသခင်ဟာကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းပြီးတဲ့နောက်မှာစာတန်ရဲ့ပုံကံချင်းကြောင့်မလို့အဲဖျားသခင်ဖန်ဆင်းထားတဲ့ကဘာကြီးဟာ ပြစီသွားတယ်အချင်းနှီးဖြစ်ပြီးတော့မှလွတ်လပ်လာဟာဖြစ်သွားတယ်မြင်မျက်နှာပြင်တစ်ခုလုံးကို မောင်မိုက်ဖုံးလန်းသွားတယ်အဲ့ဒါလိုမောင်မိုက်ဖုံးလန်းသွားတဲ့ကဘာမြေကြီးကိုဖျားသခင်ကပြန်လဲပြုတ်ပြင်ဖို့အတွက်ကဘာဥကြအခန်းကြီး1အငယ်3မှာသခင်ဖျားသခင်ကအလင်းကိုဖြစ်စေလို့မိန့်တော်အမိန့်တော်ပေးလိုက်တဲ့အခါအလင်းဖြစ်လာတာဖြစ်တယ်အဲ့ဒီအလင်းကအခုနပြောတဲ့အလင်း2မျိုးတည်းကပထမအလင်းဖြစ်တယ်အဲ့ဒီအလင်းကအလုံးအပေါ်မှာကြာရောက်တဲ့အလင်းဖြစ်တယ် ဒုတိယအလင်းကြတော့သခင်ယေရှုကိုတော်တိုင်သူ့ရဲ့မွေးဖွားခြင်းကိုလောကထဲသို့အလင်းထွန်းလင်းခြင်းပဲဖြစ်တယ်။ဒီသခင်ယေရှုလောကထဲမှာမွေးဖွားခံခြင်းဖြစ်ထွန်းလင်းတဲ့အလင်းကြတော့လူတိုင်းအပေါ်ကိုမကြောက်တော့ဘူး။ဒါကတူးချင်းဆိုင်ရာအဲတူးချင်းနဲ့ပဲသက်ဆိုင်သွားတာဖြစ်တယ်။ဒါကြောင့်မလို့ပထမအလင်းဟာဖျားသခင်ရဲ့အလင်းဖြစ်တယ်။ကျမတို့အားလုံးပေါ်အားလုံးကို ထွန်းလင်းပေးတယ်ဒုတိယအလင်းကကြတော့ကိုကိုတိုင်လက်ခံရရှိမှပဲအဲရရှိမဲ့အလင်းဖြစ်တယ်ဒီအရာကပထမအလင်းကထုတ်လုပ်ပေးတော့အတိညာမဲ့ဖြစ်တယ်ဒါကြောင့်မလို့အလင်းတော်ထဲမှာကျွန်ုပ်ဒီအလင်းကိုရပါဤလို့ဆိုထားတာဖြစ်တယ် ဘုရားသခင်ရဲ့အလင်းထွန်းလင်းလာမှပဲကျမတို့ကရှင်းလင်းစွာမြင်ကြရတာဖြစ်တယ်တဲ့ဘုရားသခင်ရဲ့အလင်းထွန်းလင်းမှကျွန်တော်ကျမတို့ရှင်းလင်းစွာမြင်ရတယ်ဆိုတဲ့အကြောင်းအရာကလည်းတိဖို့ရနားလည်ဖို့ရအတွက်အလွန်ပဲလွယ်ကူတာဖြစ်တယ်ကျမတို့မျက်နာကိုတန့်ရှင်းမှုရှိမရှိဆိုတာကတိဖို့ကကျမတို့မလုပ်ကြလဲဆိုလို့ရှိရင်ကျမတို့ကမျက်နာတစ်ခုလုံးကိုလက်နဲ့ပွတ်တက်ပြီးတော့မှတန့်ရှင်းသွားပြီလို့ဟိုအဲ့လို ပတ်တက်လိုက်တာနဲ့တတ်ရှင်းသွားပြီလို့ထင်နေတာပေါ့နော်တကယ်တော့မဟုတ်ဘူးပေါ့နော်အလင်းထဲမှာမှန်ကိုယူပြီးတော့မှကြီးလိုက်တဲ့အခါမှာတတ်ရှင်းသလားမတတ်ရှင်းသလားဆိုတာကိုတိတိကျကျသိရတာဖြစ်တယ်ကျမတို့လည်းကျမလည်းတစ်ခါဖြစ်ဘူးတယ်နော်အဲကျမစံစာဖတ်တဲ့အခါမှာပါဝါမျက်မှန်ကိုတက်ပြီးတော့မှဖတ်တယ်ဒါပေမဲ့ရှင်းရှင်းလင်းလင်းကျမကမမြင်ရဘူးဖြစ်တယ်ဘာဖြစ်လို့အဲမျက်မှန်က ဘာလို့စာဖတ်တာဘာလို့မမြင်ရတာလဲပေါ့နော်ပါဝါလဲပါဝါမျက်မှန်လဲတတ်ထားတယ်မျက်မှန်နဲ့ငါမျက်စိကမကိုက်တော့လို့လို့လားလို့ကျွန်မကစဉ်းစားတယ်ဒါပေမဲ့မျက်မှန်ကမနိရမယ်အသက်လောက်ထားတာအဲဆရာဝန်နဲ့တေချာကိုက်ပြီးတော့မှတေချာတိုင်းပြီးမှလောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာမှမမြင်ရစရာအကြောင်းမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်မကဘာကိုသတိရလိုက်လဲဆိုတော့ညနေဆောင်နေဝင်ချိန်မှောင်စပြိုးနေတဲ့အချိန်ပဲဖြစ်တယ်အဲ့ဒါအလင်းရောင်မရှိတဲ့လောက်ဖြစ်နေပြီဖြစ်တယ်အဲ့ဒီခါကျတော့ကျွန်မကအဲ အလင်းရောင်မရှိဘူးဆိုတော့လျှက်စင်မီးကိုဖြန့်လိုက်တဲ့ခါမှာအဲ့ဒါအဲ့ဒီအခါကျမှပဲရှင်းလင်းစွာ ကျမကမြင်ရတော့တာဖြစ်တယ်။အဲဒါကြောင့်မလို့ကျမကသဘောပေါက်သွားတယ်။အဲဘလောက်ပဲပါဝါမျက်မှန်အစ်စ်ကြီးပဲတိုက်ရင်တတ်ပါစေအလင်းမရှိရင်ဘာမှမမြင်ဘူး။အာနောက်တော့ရှင်းလင်းခြင်းမရှိဘူးဆိုတဲ့အရာပေါ့နော်။ဒါကြောင့်မလို့ကျမတို့အသက်တာထဲမှာလေဖျားသခင်ထံကနေအလင်းရဖို့လိုအပ်တာဖြစ်တယ်။ ဘုရားသခင်ကနေအလင်းတက်ရောက်လာပြီဆိုရင်ကျွန်တော်တို့အမြင်အာယုံကရှင်းလင်းသွားမှာဖြစ်တယ်။အဲ့ဒီအလင်းတက်ရောက်ထွန်းလင်းလာမယ်ဆိုရင်ကျွန်တော်တို့အသက်ရှင်ခြင်းမှာအမှန်နဲ့အမှားကိုတမင်ပိုင်းခြားစရာမလိုဘဲနဲ့ကျွန်တော်တို့အလိုလို သိလာမှာဖြစ်တယ်ဆိုတာကျွေးမွေးတည်ဆောက်ခြင်းခံရတာဖြစ်တယ်။ဆာလံ139အငယ်23ထဲမှာလဲအိုးဘုရားသခင်ကျွန်ုပ်ကိုစစ်စစ်ကြော၍အကျွန်ုပ်စိတ်နှလုံးကိုတိမတ်တော်မူပါဆိုတဲ့အဲကြမ်းပိုက်ကိုဆို့ ဟိုဆိုလိုရင်းကိုတဲ့ဒီကျမ်းပိုင်းရဲ့ဆိုလိုရင်းကိုနားလဲပါသလားတဲ့အိုးဘုရားသခင်ကျွန်ုပ်ကိုစစ်ကြောပါလို့ပြောပြောတာဖြစ်တယ်မိမိကိုယ်ကိုစစ်ကြောဖို့ပြောချင်းမဟုတ်ဘူးပေါ့နော်မိမိကိုယ်ကိုစစ်ကြောတယ်ဆိုလို့ရှိရင်ကိုယ်ကိုယ်ကိုอืมရှော့ပေါ့ပြီးတော့မှစစ်ကြောတာဖြစ်တယ် ဲအတင်းပြောနေတာချင်းအတူတူငါကသူ့လောက်မပြောပါဘူးဆိုပြီးတော့မှကိုကိုကိုရှော့ပြီးတော့မှတွေးတတ်တာဖြစ်တယ်ဒါကြောင့်မလို့ကိုကိုကိုမစစ်ကြောပါနဲ့ကျွန်ုပ်ကိုကိုတော်ပဲစစ်ကြောပါလို့ပြောနေတာဖြစ်တယ်ဒီအရာကဖျားသခင်ရဲ့အလင်းကကျမတို့အပေါ်မှာထွန်းလင်းပေးတဲ့နီလာမဲဖြစ်တယ်ဒါကြောင့်မလို့ကိုကိုကိုစစ်ကြောစစ်ကြောတဲ့အလောက်ဟာဆိုရင်ကျမတို့နဲ့မဆိုင်ပါဘူးဖျားသခင်ကိုယ်တိုင်ကပဲစစ်ကြောမှာဖြစ်တယ်ဒါကြောင့်မလို့ကိုကိုကိုမှားနေသလား မှန်နေသလားဆိုတာကိုပိုင်းခြားသိချင်းဟာကိုကိုကိုစစ်ကြောလို့မဟုတ်ဘဲနဲ့မိမိကိုကိုဖျားသခင်စစ်ဆေးခြင်းကထွက်လာတာပဲတိလာတာပဲဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ဟာ အဲ့ဒီဖရားရဲ့အလင်းကိုဘယ်လိုမြင်နိုင်မလဲအဲ့ဒီအလင်းထဲကိုဘယ်လိုလက်တွေ့ဝင်နိုင်ဝင်ရောက်နိုင်မလဲဆိုတော့နှုတ်ကပတ်တော်ကိုဖတ်ရှုတဲ့အခါနားလေစေနိုင်တယ်သဘောပေါက်စေနိုင်တယ်အဲ့ဒါလို့ဖွင့်ပြခြင်းဟာဆိုရင်ဖရားသခင်ရဲ့အလင်းပေးခြင်းပဲဖြစ်တယ်အဲ့ဒီအလင်းဟာဆိုရင် မလိမ္မာတဲ့သူကို လိမ္မာစေတယ်ဖရားသခင်ရဲ့စီမံကိန်းကိုသိမြင်နိုင်တယ်ဖရားသခင်ရဲ့နက်နဲခြင်းကို သိမြင် သိမြင်နိုင်တယ်အဲ့ဒီအလင်းဟာဖုံးကွယ်ရာတွေကိုဖယ်ရှားပေးပြီးတော့မှ ကျမတို့ကိုသူ့ရဲ့ယူပါယုံကိုလည်းတွေ့မြင်နိုင်စေတာဖြစ်တယ်ဒါကြောင့်မလို့ဝင်းရေးရာမှာနာလေစင်နိုင်တဲ့အလင်းရဲ့ဉာဏ်ပညာကိုရဖို့အတွက်ဘုရားသခင်ကိုကျမတို့ကအားကိုးနေရတာဖြစ်တယ်အဲ့ဒါလို့ဘုရားသခင်ကိုရင်းရင်းရင်းနှီးပြီးတော့မှဘုရားနဲ့မွေ့လျော်ဝမ်းမြောက်နေတဲ့အခြေအနေဘုရားသခင်ကိုအားကိုးတဲ့အခြေအနေရောက်မှ နှုတ်ကပတ်တော်ကလည်းအလုတ်လုတ်လာမှာဖြစ်တယ်ဖရာသခင်ရဲ့နှုတ်ကပတ်တော်ဟာအသက်ရှင်နေတန်လက်တကာတို့ထက်ထက်မြတ်ခြင်းနဲ့ပြည့်စုံတဲ့အတွက်အသက်နဲ့ဝိညာဉ်ကို၎င်းအယိုးချင်းစီကို၎င်းပိုင်းခြား၍ထုတ်ချင်းခွင့်တတ်ဤစိတ်နှလုံးအကြံစီများကိုသိမြင်တယ်ငါတို့ကိုစစ်ကြောစီရင်တော်မူသောသူရဲ့သူရှေ့၌မထင်ရှားသောအရာတစ်စုံတစ်ခုမှမရှိဖတ်သိမ်းသောအရာတို့သည်အကွဲအကာမရှိဘဲမျက်မှောက်တော်၌ လန်သားလျက်ရှိကြ၏တဲ့ဒါကြောင့်မလို့အကျွန်မတို့ရဲ့ဖြစ်ပျက်တဲ့အရာတွေဖြစ်ပျက်ခဲ့တဲ့အရာတွေဖြစ်ပျက်အောင်မဲ့အဲ ဖြစ်ပြက်နေတဲ့အရာတွေဖြစ်ပြက်အောင်မဲ့အရာတွေအားလုံးကိုသခင်ပြားကသိမြင်နေတာဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့တွေ့ကြုံရတဲ့အခက်အခဲပြဿနာတွေကိုလည်းဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကပဲဖြေရှင်းသွားပေးနိုင်တာဖြစ်တယ်။ဒါကြောင့်မလို့ကျမတို့တွေ့ကြုံရတဲ့အမှုအရာတွေကိုနှုတ်ကပတ်တော်ဖြစ်တဲ့သခင်ပြားဖြေရှင်းပေးဖို့ဆိုလို့ရှိရင်ဖျားသခင်ကိုမွေ့လို့ဝမ်းမြောက်ဖို့အတွက်လိုအပ်တယ်အခြေအနေတိုင်းမှာအားကိုးဖို့လိုအပ်တယ်ဆိုတဲ့အရာကိုတိဆောက်ချင်းခံရရတယ် နောက်တော့ပိုင်းခြားနားလည်တတ်သောညာအလင်းကိုစမ်းစာတဲ့ကနေအမြဲတမ်းမရရှိပါဘူးတဲ့ဘယ်လိုအားဖြင့်မရရှိနိုင်မလဲဆိုရင်ဖျားသခင်နဲ့တိကျွမ်းရင်းနှီးသူတွေတတ်ရှင်းသူများနဲ့အတူဆွတ်တောင်းခြင်းတွေစကားပြောခြင်းတွေအားဖြင့်သူတို့ထံကနေအလင်းရရှိတာဖြစ်တယ်တဲ့ဒါကြောင့်မလို့ကျမတို့တွေကသခင်ဖျား၌ရင်းနှီးဖို့လိုအပ်တာဖြစ်တယ်ရင်းနှီးဖို့ဆိုလို့ရှိရင်သခင်ဖျားနဲ့အချိန်တိုင်းမွေလျော် ို့အတွက်ပဲဖြစ်တယ်။တန်ရှင်းသူများနဲ့အတူတူလဲအဲသူသူနော်စကားပြောတဲ့အခါမှာဆိုလဲရှင်ရှင်လဲသူတပားရဲ့အားနည်းချက်တွေကြီးကိုပဲထိုင်ပြောနေတာမဟုတ်ဘဲနဲ့အတူတူဆွတောင်းချင်းနှုတ်ကပတ်တော်စကားကိုပြောထုတ်ချင်း လုတ်ဖို့ပြန်မဲ့ဖြစ်တယ်သူတပားရဲ့အားနည်းချက်ကိုပဲထိုင်ပြောနေမယ်ဆိုလို့ရှင်ပေါ့အလင်းလင်းချင်းမရှိတဲ့အပြင်သခင်ဖျားနဲ့မွေ့လျော်ဖို့အတွက်လည်းအားနည်းသွားမှာဖြစ်တယ်ဆိုတဲ့အရာကိုလည်းမွေ့လျော်ရတယ်နောက်တော့ယေရှုကသူကိုယ်တိုင်မွေးဖွားခြင်းဖြင့်လောကတဲကိုအလင်းဝင်ရောက်လာပြီးဖြစ်တယ်ယေရှုဟာလောကတဲကိုဝင်ရောက်လာတဲ့စစ်မှန်တဲ့အလင်းဖြစ်တယ်ဒါပေမဲ့လောကက သူတို့အပေါ်မှာအလင်းထွန်းလင်းပြဖို့အတွက်ကိုတော့ကိုအခွင့်မပေးကြဘူးဒါကြောင့်မလို့အလင်းတော်ကိုဝင်ခွင့်ပေးဖို့အတွက်လိုအပ်တာဖြစ်တယ်အလင်းတော်ကိုဝင်ခွင့်ပေးရင်ပေးတဲ့နေရာမှာပဲဘေးနေရာမှာမဆိုအလင်းကထွန်းလင်းလာမှာဖြစ်တယ်အလင်းဆိုတာကလူအတွက်အလိုအဆုံပဲဖြစ်တယ်ကိုယ့်ရဲ့တတ်နိုင်ခြင်းတွေလုံနိုင်ခြင်းဆိုတဲ့ ပင်ကိုစွမ်းရည်တွေနဲ့လှုပ်ဆောင်သူအားလုံးကတော့အလင်းကိုတွေ့မြင်နိုင်ကြမှာမဟုတ်ဘူးအလင်းထဲမှာလည်းအသက်မရှင်နိုင်ကြအသက်ရှင်နိုင်ကြမှာမဟုတ်ဘူးဒါကြောင့်မလို့ပညာအလင်းဆိုတာကလေမိမိကိုယ်ကိုပိုင်းခြားတတ်တာဖြစ်တယ်အဲ့ဒီပညာအလင်းဆိုတာကဘုရားသခင်ထံကနေအဲလာတာဖြစ်တယ်လို့ဘုရားသခင်ကိုယ်တိုင်လည်းဖြစ်တာဖြစ်တယ်ဟေရှာယတို့အဲရေစကြေလတို့ဒံယေလတို့ပေပေတရုတို့ပေါလု ယောဟန်သူတို့တွေလည်းသူတို့ရဲ့အားလုံးပေါ်မှာသခင်ဖျားကိုယ်တိုင်ကအဲသူသခင်ဖျားကိုယ်တိုင်ဖြစ်တဲ့အလင်းရအလင်းရတဲ့ရောက်ချင်းခံရတဲ့အခါမှာသူတို့အားလုံးဟာဆိုလို့ရှိရင်မိမိကိုယ်ကိုပိုင်ခြားသိမြင်တဲ့ညာအလင်းကို ရသွားတာဖြစ်တယ်။ဖျားသခင်ကိုယ်တိုင် ဖြစ်တဲ့အလင်းကကျမတို့အပေါ်မှာတက်ရောက်လာတဲ့အခါမှာဆိုရင်ပေါ့နော်ကျမတို့ကကျမတို့ကိုကိုမတန့်ရှင်းတဲ့အရာတွေမစင်ကြယ်တဲ့အရာတွေ ဟိုအဲ့ဒီအရာတွေကို ကျမတို့ရဲ့ audible စိတ်ကအဲ့ဒါမတန်ရှင်းဘူးအဲ့ဒါမစင်ကြယ်ဘူးအဲ့ဒါမကောင်းဘူးဆိုပြီးတော့မှကျမတို့ audible စိတ်ကဖို့ပြလာတာဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်ရဲ့အလင်းကိုကျမတို့အပေါ်မှာတက်ရောက်မှုမရှိဘူးဆိုလို့ရှိရင်တော့အပြစ်ရဲ့ယုံမုံဆက်စုပ်ွဲအတ္တရဲ့ကောက်ကျစ်စွန့်ညှင်းတွေကျမတို့ ဒီအရာတွေကိုလည်းကျမတို့ကမသိနိုင်တော့ဘူးဆိုတာကိုကျွေးမေးတိောက်ချင်းခံရတယ်။နောက်တော့ခရစ်တော်သည်ကျွန်ုပ်တို့ဤအလင်းနှင့်အသက်ရှင်သောနှုတ်ကပတ်တော် ဖြစ်၏တဲ့။ကျမတို့ဟာစံစာဘယ်ဖတ်ဖတ်ဝိညာဉ်ရေးရစာအုပ်တွေပဲဖတ်ဖတ်ကိုရိုနိုင်တရှိတဲ့အသက်တာကအလင်းဖွင့်ပြတာပဲဖြစ်တယ်။ဒီစာမျက်နှာ289မှာဘယ်လိုရေးထားလဲဆိုတော့အလင်းသည်တန်ရှင်းစင်ကြယ်စေသည်ယောဂပူးမွားကိုတေးစေကင်းစင်စေသည် ရှိတင်သောအရာညှဉ်းညူသောအရာကိုပြက်စီးပြစ်သည် အလင်းဖြာထွက်မှုအောက်တွင်အယိုးနှင့်ချင်းစီကို ပိုင်းခြား၍ထုတ်ချင်းခွင့်တတ်သည်ဤစကားသည်တွင်တင်ချက်မြတာမဟုတ်ကျွန်ုပ်တို့အတွက်တကယ်ဖြစ်ပျက်သောအမှန်တရားဖြစ်သည်ဒါကြောင့်မို့ကျွန်မတို့အသက်ရှင်ခြင်းဟာဆိုရင်အလင်း night ဖြစ်ဖို့လိုအပ်တာဖြစ်တယ်အလင်းနဲ့ခြောက်လန်းခြင်းဟာဆိုလို့ရှိရင်ကျွန်မတို့ကိုတတ်ရှင်းစင်ကြယ်စေတယ်ယောဂပိုးတွေကိုသေစေတယ် ယောဂပိုးမွားတွေကိုကင်းစင်စေတယ်မရှိတဲ့အရာတွေညှဉ်းညူးတဲ့အရာတွေကိုအလင်းကဖြည့်ဆည်းပစ်လိုက်တာဖြစ်တယ်တဲ့နောက်တော့ကျမတို့ရဲ့လူဒီစားစိတ်တဘောရဲ့ယိုရင်းပျက်စီးခြင်းအတ္တဤယွန်ရှာခွဲကောင်းခြင်းထိမ့်ချုပ်မရတဲ့ဘီဇနဲ့စွမ်းအားတို့ဟာဆိုရင်ဘုရားသခင်ရဲ့အလုတ်ကိုဖြည့်ဆည်းကြောင်းကျွန်ုပ်တို့သိလာတော့ခါကျွန်ုပ်တို့ဒီတုံလုတ်ကြောက်ရွတ်တုံလုတ်လာပြီတဲ့ဒါကြောင့်မို့ကျမတို့အသက်ရှင်ခြင်းမှာ ဖရာသခင်ဖြစ်တဲ့အလင်းနဲ့အသက်ရှင်ဖို့လိုအပ်တာဖြစ်တယ်မိမိရဲ့ဗီဇစိတ်သဘောအတိုင်းပဲအသက်ရှင်ခြင်းဟာဆိုရင်အလွန်ပဲယွန်ရှာပွဲကောင်းတယ်လို့ဖရာရဲ့အလုပ်ကိုတော့မှဖြည့်စီပြစ်နိုင်တဲ့ဖြစ်ကြောင်းကိုဟိုဖော်ပြထားတာဖြစ်တယ်ယောငါအငယ်30မှာငါဒီကိုအလိုအလျောက်အဘယ်အမှုကိုများမပြုနိုင်ငါဒီ ရှားသည့်အတိုင်းတရားစီရင်ဤငါစီရင်ချင်းသည်လေတရားတော်နှင့်ညီညွတ်ဤအကြောင်းမူကားငါသည်ကိုယ်အလိုသို့မလိုက်ငါကိုဆ ెల ွတ်တော်မူသောခပြီးတော်အလိုသို့လိုက်ဤတဲ့ယေရှုကပြောတယ်ဒါကြောင့်မလို့ကျမတို့လည်းယေရှုနိတုပဲကိုယ်တဘောကိုယ်စံတာကိုယ်အလိုနဲ့အသက်ရှင်ခြင်းမဟုတ်ပဲနဲ့ကျမတို့အတွင်းထဲမှာရှိတဲ့ 文言道，菩萨耶阿灵，文言道菩萨耶阿灵呢？德行倍增我，望看的宝珠，困住德行不如阿德，做嘞阿姑，就会地上请看阿爸嘞，我得牵手过来，记住点阿爸嘞，阿门。